မင်္ဂလာပါရှင်ဒီချက်ကတော့အခုပေါ့နော်အာတင်ယူတဲ့ great dan biology ဘာသာကိုသင်ပြမယ့်ဆရာမဖြစ်ပါတယ်အခု teacher တို့သွားမယ့်သင်ခန်းစာလေးကတော့ chapter 4 a body system to sustain life အဲ့ဒီကခေါင်းစဉ်ကွဲလေးဖြစ်တဲ့4.2 digestive system အကြောင်းပဲဖြစ်ပါတယ် 4.2 digestive system ပေါ့နော်အစာချေအင်္ဂါအဖွဲ့အစည်း single cell organism as well as spongy digest their food intercellularly အာ single cell organism ဆိုတာက cells တစ်ခုတည်းနဲ့ပဲလှုပ်ထားတဲ့သက်ရှိတွေပေါ့နော် cell တစ်ခုတည်းနဲ့ပဲတရှိရဲ့သက်ရှိတွေက as well as spongy ရေမြုပ်ကောင်လို့ပေါ့တဲ့ရေမြုပ်ကောင်ကတဲ့ digest their food သူတို့ကသူတို့ရဲ့အစားအစာတွေကို ခြေဖြတ်တယ်ဘယ်မှာလဲ intracellularly intracellularly ဆိုတာ cell အတွင်းထဲမှာပဲသူတို့ရဲ့အစားအစာတွေကိုခြေဖြတ်ပါတယ်တဲ့ the lack of digestive tract သူတို့မှာ digestive tract ဆိုရဲအစာချေလမ်းကြောင်း lack မရှိပါဘူးတဲ့ other animals အခြားသော animals တတဝါတွေကတော့ digest their food သူတို့ရဲ့အစာအစာတွေကို extracellularly within a digestive cavity digestive cavity ဆိုရဲเนาะအစာချေကိုတွင်းကောင်းအတွင်းမှာပဲเนาะအတွင်းကနေပြီးတော့မှပြင်ပကနေပြီးတော့အစာချေပြီးတော့သူတို့ရဲ့အစာအစာတွေကို ခြေဖြတ်ပါတယ်တဲ့ in this case ဒီဖြစ်ရမှာဆိုလို့ရှိရင်တဲ့ the digestive enzyme အခုတကြရောအစာချေ enzyme တွေကတဲ့ are continuously release ဆိုတာအစာမပြတ် release ထုတ်ပေးပါတယ် into the digestive cavity ဘယ်တဲ့ကိုလဲအစာအချေကိုရင်းကောင်းတွေကိုထုတ်ပေးပါတယ် insulin trait insulin trait လို့ခေါ်ရဲ such as hydra ပေါ့နော် hydra လို့အကောင်မျိုးကတဲ့ the digestive cavity သူ့ရဲ့အဲ့နော်အစာခြေကိုရင်းကောင်းကိုဘာလို့ခေါ်လဲဆိုတော့ core a gastrovascular cavity အစာခြေကောင်းလို့ ို့ခေါ်ပါတယ်တဲ့ has only one opening အဲ့ဒီ gastrovascular cavity ကတဲ့ only one opening about တပေါက်သားရင်ပါဝင်ပြီးတော့နော် that serve သူကဘယ်လိုထမ်းဆောင်ပြီးလဲဆိုတာ x boat mouth and anus သူကအဲ့ပောက်ကလေးတပောက်ထဲကနေပြီးတော့မှ mouth ဆိုရယ်ဗစက်ရဲ့တာဝင်ရော anus ဆိုရယ်စအိုးရဲ့တာဝင်ရောနှစ်ခုစလုံးကိုပေါ့နော်လောက်ဆောင်ပြီးပါတယ်တဲ့ specialization occur เนาะအထူးသဖြင့်တွေ့ရတာကတော့ one the digestive tract ဆိုရဲဒီကျွန်တော်ဒီအစာခြေလမ်းကြောင်း or ဒါမှမဟုတ်လို့ရှိရင် elementary canal ဆိုရဲအစာခြေပြုံပေါ့เนาะအဲ့မှာဆိုရင်ね has a separate တိကျစီခွဲထားပါတယ်တဲ့ mouth and anus ဆိုပြီးတော့ဟုတ်ပြီနော်ပါဇက်နဲ့ anus ဆိုရဲစအူဆိုပြီးတော့ခွဲထားတယ် so that သူတို့တွေက transport of food အစားအစာတွေကို transport ဆိုတာတည်ဆောင်ပေးရ it's one way เนาะတစ်ဖက်သေးရပဲတစ်ဖက်သေးမှာပဲတည်ဆောင်ပေးပါတယ်တဲ့ the most primatic digestive tract เนาะအရှိကြဆုံးတော့เนาะ digestive tract ပေါ့เนาะအစာခြေလမ်းကြောင်းရှိရဲ့ကောင်ကတော့ it seen in nematode nematode အမျိုးအစားဖြစ်တဲ့ round worms တွေပေါ့တန်လုံးကောင်တွေဖြစ်ပါတယ် where it is simply a tubular gut lined by an epithelial membrane epithelial membrane ပေါ့เนาะ epithelia အမေးဘားတွေဖြင့်ဘာဖြစ်လဲ တခုချင်းစီအနေနဲ့တရှိနေတဲ့ simply attributable characteristics ရိုးရှင်းတဲ့ပြုံပုံတဲ့ဥလန်းချောင်းပဲဖြစ်ပါတယ်တဲ့ Artworms เนาะဒီကောင်ကြီးကကြတော့ have a digestive tract သူတို့မှာအာ digestive tract ဆိုတာအစာခြေလမ်းကြောင်းရှိရယ် specialized to get အစာခြေလမ်းကြောင်းပေါ့နော် in different region for their ingestion storage digestion and absorption of food အစာတွေကို absorption ဆုပ်ယူခြင်းနဲ့ digestion ခြေဖြတ်ခြင်း storage သင်္ဆဲခြင်းနဲ့ ingestion စားခြင်းအတွက်မတူညီရဲ့အစိတ်အပိုင်းနေနဲ့ပေါ့နော်မတူညီရဲ့အစိတ်အပိုင်းနေထဲမှာထူးခဲ့တဲ့เนาะ digestive tract လမ်းကြောင်းနေ င်းအစာခြေလမ်းကြောင်းတွေအတ်မွန်မှာရှိပါတယ်အဲ့လိုပဲ all higher animals group ဘုံမြင့်တတဝအုပ်စုတွေမှာဆိုရင်ね including ဘာပါလဲဆိုတော့ all vertebrates ဆိုရဲဒီချာတို့ကြောရုပ်ရှိတတဝတွေအားလုံးပါဝင်နေဘုံမြင့်တတဝတွေထဲမှာเนาะအဲ့တော့ show သူကဘာကိုပြလဲဆိုတော့ similar to ညီရဲ့ဘာပြလဲ specialization တူညီရဲ့ထူးခြားမှုများစွာတွေကိုလည်းဖော်ပြထားပါတယ်အလားတူပေါ့เนาะခုနကဒီချာပြောလိုက်တဲ့ art moon လို့ပုံစံမျိုးပဲအလားတူပုံစံนี้ပြသထားပါတယ်တဲ့ကဲဒါဆိုဒီချာတို့ figure 4.3နဲ့4.5 portfolio ကိုလေ့လာကြည့်ရအောင် figure 4.3ရကြတော့ gastrovascular ပေါ့နော် cavity or hydra at cylindric cylindric ပေါ့နော် hydra ရဲ့ vascular cavity အစာချေ coding ကောင်းပြီပေါ့နော်အဲ့မှာဆိုရင်ဒီချက်တို့ခုနကပြောထားပြီးသားသူက only one ဗာပြလဲ opening เนาะတခုပဲပါတယ်အဲ့တော့ဒီမှာ opening mouth gap inlet ဟုတ်ပြီเนาะဒီကနေပြီးတော့ပဲဒီချက်တို့ဗာပြလဲ food အစာဝင်နေဝင်ပြီးတော့ body stop ဆိုတာကဒီဒီချက်တို့ဒီအပြင်ပေါ့เนาะကန္နာကို ခန္ဓာကိုယ်အပြင်ပိုင်းပြီးတော့ဒီမှာ gastrovascular cavity အစာချေကိုရင်းကောင်းကြီးဟုတ်ပြီနော်အစာချေကိုရင်းကောင်းကြီးအဲ့ကနေမှာဒီမှာ tentacle ဆိုတာကကြတော့အခြေလက်တွေပေါ့နော်အတက်အလက်တွေအဲ့ဒီကောင်က tentacle ကကြတော့ဘာလုပ်လဲဆိုတော့ tentacle ကအတက်အလက်တွေ tentacle ကကြတော့ဒီ charity တားကောင်ကြီးပေါ့နော်အစာအစာတွေကိုအာယုံခံနဲ့ အစိပ်ပိုင်းလေးပေါ့နော်အဲ့ကနေပေါ့သူကအစားအစာ food ဒါဝင်နေဝင်ပြီးတော့ gastrovascular cavity ကိုရောက်မယ်ပြီးသွားလို့ရှိရင်ဒီအပေါက်ကပဲပြန်ပြီး weight အစာတွေကိုပြန်ပြီးတော့ဆွန့်ထုတ်ပါတယ်ဒါဆိုရင်ဒါ figure 4.3 gastrovascular cavity of hydra at cylindric လေးကဲနောက်တစ်ခုက figure 4.4လေးကိုကြည့်ရအောင်အဲ့မှာ abc သုံးခုပြောထားတယ် nematode အကြောင်းဆိုရဲခုနက round one ပေါ့နော်တန်လုံးကောင်တန်လုံးကောင်မှာလဲသူမှာ mouth mouth ပြီးသွားလို့ရှိရင် bazet ပြီးတော့ pharynx ဟုတ်ပြီနော်လဲ ျိုးပြီးတော့ interesting u နဲ့ a နဲ့ဆိုရဲဆိုဘောเนาะအညစ်ကြေးစွန်းနဲ့အပေါက်ပါတယ်ပြီးတော့ b ကကြတော့ artworn artworn မှာကြတော့ဒီကြတော့ mouth variants ခုနအတိုင်းပဲ crop ရဲ့အာ gizzard ရဲ့ interesting ပြီးတော့ a nets now စီယာဂျာရာဆလမန်ဒါမောက်အီဆိုဖီဂက်လီဗာစတောမက်ပြီးတော့အင်တက်စတင်းဂလိုအေကာနဲ့အင်နက်ဘန်ခရီးယပ်စ်တို့ပါပါတယ်အဲ့တော့ figure 4.4ကဂျာရာ one way digestive tract of နော် one way ဆိုတာကအစားတစ်ဖက်ထဲကနေပို့ဆောင်ပေးတဲ့ဟာပေါ့နော် a justice track of nematode ရဲ့ outborn and salamander ပုံလေးဖြစ်ပါတယ်အခု teacher တို့ခေါင်းစဉ်ကွဲလေး4.2ရဲ့ခေါင်းစဉ်ကွဲလေး4.2.1ပေါ့နော် structure of the human digestive system အဲ uh, human digestive system လူသားတွေရဲ့เนาะလူတွေရဲ့ digestive system အစာခြေအင်္ဂါအဖွဲ့အစည်းရဲ့တိဆောက်ပုံပေါ့เนาะအဲ့ဒီမှာဆိုရင် reaching of the elementary kernel and their function သူတို့ရဲ့ teacher တို့ reaching of the elementary kernel elementary kernel ဆိုအစာခြေလမ်းကြောင်းဤအစိတ်အပိုင်းနှင့်၎င်းဤလုံဆောင်ချက်များပေါ့เนาะ function ဆိုလုံဆောင်ချက်ဒါဆိုရင် teacher တို့ elementary kernel digestive tract ပေါ့ elementary kernel လို့လည်းခေါ်ရဲတနည်းအားဖြင့် digestive tract လို့လည်းခေါ်ရဲအစာခြေเนาะလမ်းကြောင်းကတဲ့ star starting with a mouth ဘယ်ကနေစလဲပါဇက်ကနေစပြီးတော့ ending with an anus ဘယ်မှာအဆုံးသတ်လဲစအိုမှာအဆုံးသတ်ပါတယ် it's a tube running through the body သူကခန္ဓာကိုယ်မှာဘာကြီးလဲပြွန်တစ်ခုလိုပဲ running through the body ခန္ဓာကိုယ်တလျှောက်လုံးပြွန်နေတဲ့ရှိပါတယ်ရှိပါတယ် food digested အစာတွေကို digested အခြေတဲ့ in the elementary canal elementary canal ထဲမှာခြေဖြတ်ထားတဲ့အစာအစာတွေကိုကြတော့ absorb absorb ဆိုတာဆုပ်ယူတယ် and the indigestible viral residue ဟုတ်ပြီနော်မခြေဖြတ်နိုင်တဲ့ပေါ့နော်အကျွင်းအကြံတွေကိုကြတော့ art expel ဆိုရဲ ingested ပေါ့နော်အစာကိုစွန့်ထုတ်တယ် မချေပြတ်နိုင်တဲ့အစာတွေကိုကြတော့စွန့်ထုတ်ပစ်ပါတယ်တဲ့ဒါဆိုရင် teacher figure 4.5လေး teacher ကြည့်ရအောင် generalized diagram of the elementary kernel in human ဟုတ်ပြီနော်လူရဲ့အနော်အစာချေ elementary kernel ဆိုတာအစာချေလမ်းကြောင်းဤပေါ့နော်ဟိုရေဘူးကပြသထားတဲ့ပုံလေးဖြစ်ပါတယ်ကဲဒါဆို teacher အရင်ဆုံး left hand side ဘက်ကိုကြည့်ရအောင်အဲ့မှာဆိုရင်ဘာပါလဲ mouth ဆိုရဲပါဆက် အဲ့ကနေ ten ရှားပါမယ်ပြီးရင် salivary gland ဆိုရဲသတွေး gland ပါမယ် right lens right lens ဆိုတာညာဘက်အဆုပ် gallbladder တဲချေ8 bider အဲတဲချေပြုံး liver အသည် pancreas တဲရွက်ပြီးတော့ colon colon အကြတော့ဥမာကြီး segan ဒိန်ဝိုင် appendix အဲဥအတက် ပြီးတော့ကျွန်တော်တို့အခု left hand side ဘက်လေးကိုလေ့လာကြည့်ရအောင် epiglottic ဆိုရဲအတန်အိုးဖုံ wind by trachea အာလေပြွန် gullet esophagus အစာရေမျိုးပြွန်ဒါလေးကအစာရေမျိုးပြွန်ပြီးတော့ diaphragm ရေဝမ်းခြားကြွက်သား stomach အစာအိမ် pylorus painter ဒီပေါ့နော်အစာအိမ်နဲ့ဒီ charity ဟိုဥနဲ့ဆက်တဲ့နေရာလေးပေါ့နော် duodenum အဥဒိန်ဥပိုင်း ilian ဥဒိန်နှောင်းပိုင်း rectan အစာဟောင်းအိမ် inets စအိုးလို့ဖြစ်ပါတယ် အခုတီချန်နဲ့အတူတူအစာချေအင်္ဂါအဖွဲ့အစည်းဗီဒီယိုလေးကိုလေ့လာကြည့်ရအောင်တီချာတို့စားသုံးမဲ့အစာအစာကိုပါဇက်ထဲကိုထည့်လိုက်တယ်အဲ့တော့ပါဇက်ရဲ့လုံဆောင်ချက်ကအစာတွေကိုချိတ်ချေပြီးတော့တဒီကလန်းနဲ့ရောနှောစေတယ်ပြီးတော့တီချာတို့အဲ့မှာမျိုးချလိုက်တဲ့အစာတွေကိုမျိုးချလိုက်တဲ့အခါမှာကျရောအစာအိမ်တဲကို ရောက်ရှိသွားမယ်အစာစာတွေအဲ့တော့အစာအိမ်ရဲ့လုံဆောင်ချက်ကကြတော့အစာချေရည်တွေကိုအသုံးပြုပြီးတော့အစာကိုတစ်စိတ်တစ်ပိုင်းခြေဖြတ်ပေးမယ် ချိန်ညက်သွားတဲ့အစာရည်တွေကိုစုပ်ယူမယ်။စုပ်ယူပြီးရဲ့နောက်မှာဥကိုပို့လိုက်မယ်။အဲ့တော့ဥရဲ့လှုပ်ဆောင်ချက်ကကြာတော့အစာချေခြင်းလုပ်ငန်းပြီးဆုံးအောင်ထိလှုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Two Marsalia longitudinal and circular. ကျွန်တော် Two Marsalia ဆိုတာကဒီကြွက်သားအလွာနှစ်ခုပါတဲ့ longitudinal ဆိုရဲထောင်လိုက်ပေါ့နော် and circular ဆိုတာကဟိုဝန်းပိုင်းအလုံးဝန်းတဲ့ပုံစံနော်အဝန်းပိုင်းပုံစံတဲ့ လေးရနှစ်ခုရှိရဲ့အဲ့ဟာ cover the elementary gun နဲ့အဲ elementary gun ဆိုတာအစာချေလမ်းကြောင်းကို cover ဖုံးအုပ်ထားပါတယ် Inside of the elementary kernel is lined with layer of cell forming an epithelium. That inside of the elementary kernel, elementary kernel ဆိုအစာချေလမ်းကြောင်းပြောရင် adrenal back ကတဲ့ it's lined with layer of cell forming an epithelium. Epithelium နေဖြစ်ပေါ်တဲ့ cells အလွှာတွေနဲ့အတူတည်ရှိပါတယ်တဲ့။ Uh, there are also cells in the lining that produce mucus. Any cells <laughs> they no, tissue near cells they got, no, elementary canada, my tissue near cells they got, but how go produce mucus ဆိုရဲချွဲကိုထုတ်ပေးပါတယ်တဲ့เนาะ mucus is a slimy liquid ဆိုတာကချွဲကြည့်ရဲ့အရေးဖြစ်တဲ့ that lubricate သူကဘယ်လိုမျိုးလဲဆိုတော့ချောစီအနေနဲ့သုံးမိတယ်ဘာလို့လဲဆိုတော့ the lining of the canal ဒီဒီကျတော့လမ်းကြောင်းပေါ့เนาะ canal ပြွန်လမ်းကြောင်းမှာတရှိနေရဲ and အပြွန်လမ်းကြောင်းမှာပေါ့เนาะပြွန်လမ်းကြောင်းအတွက်သူကချောစီအနေနဲ့ လှုပ်ဆောင်ပေးတယ် and protect it from war and tear ဟုတ်တယ်နော် and from attack by the digestive enzyme သူကဒီဥလန်းချောင်းပေါ့နော်ဒီ elementary canal ကြီးကိုဘာဖြစ်မလဲဆိုတော့ wire ပောက်ပြဲတဲ့ဒဏ်ကနေပြီးတော့ပေါ့နော်ဒဏ်ကနေပြီးတော့မှ ကာကွယ်ပေးတယ် and ပြီးတော့ front attack by the digestive enzyme ဆိုရဲအစာချေ enzyme တွေရေပေါ့နော်တိုက်ခိုက်ခြင်းတွေကနေထိုးနှက်ခြင်းတွေကနေပြီးတော့လဲကာကွယ်ပေးပါတယ်တဲ့ some of the digestive enzyme are produced by sir in the lining of the elementary canal elementary canal ထဲမှာရှိတယ်ပေါ့နော်ဒီရှိနေတဲ့ cells တွေကတဲ့ဟုတ်ပြီနော်အာတခါတည်းရမှာ ဘာလို့ပြန် some of the digestive enzyme ဆိုတာကဒီအစာချေ enzyme အချို့ကိုလည်းထုတ်ပေးပါတယ်တဲ့ among the accessory organs เนาะ accessory organs အနေနဲ့ကတော့ဘာတွေလဲဆိုတော့ salivary glands เนาะ three glands တွေ pancreas liver and gallbladder ဟုတ်ပြီเนาะတရရရရ liver ဆိုရအသည်နဲ့ gallbladder ဆိုရတဲ့ခြေအိတ်တို့ဖြစ်ပါတယ် accessory เนาะတခြားသောတွဲဘက် organs တွေကပေါ့ အဲ့ဒီ the salivary glands တွေ pancreas တွေကကြတော့ produce ဘာကိုထုတ်ပေးလဲဆိုတော့ other digestive enzyme အခြားသောအစာချေ enzyme တွေကိုထုတ်ပေးပါတယ်ပြီးတော့ the liver liver ကကြတော့ produce by သဲချေရည်ကိုထုတ်ပေးတယ်ဒါပေမဲ့အဲ့ဒီသဲချေရည်ဒီ not enzyme enzyme မျိုးစာမဟုတ်ပါဘူး into the gallbladder and duodenum အဲ့ဒီသဲချေရည်ဒီကဘယ်ကိုပို့ပေးလဲဆိုတော့ gallbladder ဆိုရဲသဲချေအိတ်နဲ့ duodenum ဆိုရဲဥ သိန်းဥပိုင်းစီကို ပို့ပေးပါတယ်တဲ့ The elementary canal ဒီအစာချေလမ်းကြောင်းကြီးကတဲ့ has many blood burser in valley of its wall သူ့ရဲ့နံရံမှာ valley လေးတွေပေါ့နော်အဲ့ဒီ valley လေးတွေမှာဆိုရင်တဲ့ many blood burser ဆိုတာကသွေးကြောများစွာပေါ့နော်သွေးကြောငယ်များစွာရှိရဲပြီးတော့ close to the lining အဲ့ဒီနံရံနဲ့ဘာဖြစ်တာလဲအနီးကပ်မှာပဲတရှိနေတယ်ဘယ်မှလဲဆိုတော့အာအနီးကပ်မှာပဲတရှိနေပါတယ်တဲ့ they absorb the digested food သူတို့တွေက absorb စာဆုပ်ယူပြီးတဲ့ digested food ခြေဖြတ်ထားတဲ့အစားအစာတွေကိုဘယ်ကနေပြီးတော့လဲ from the elementary kernel ဆိုရဲကျတို့အစာခြေလမ်းကြောင်းကနေမှခြေဖြတ်ထားတဲ့အစားအစာတွေကိုသူတို့ဆုပ်ယူပေးပါတယ်တဲ့ဒါဆိုရင်အပေါ်မှာပြောထားတဲ့ figure 4.6ပေါ့နော် the general structure of the elementary kernel elementary kernel ရဲ့ရေဘဝတိဆောက်ပုံလေးပေါ့သူကပြောထားပြီးသား elementary kernel ကို longitudinal နဲ့ circular muscle နှစ်ခုနဲ့ cover ဖုံးထားတယ်လို့ပြောထားတယ်အဲဒီမှာဆိုရင် longitudinal nutritional muscle fiber တွေဟုတ်ပြီနော် downline ကြွက်သားအမြင်လေးတွေပြီးတော့ circular muscle fiber လုံးဝနဲ့ပေါ့နော်စပိုင်းပုံရှိရဲ့ကြွက်သားအမြင်လေးတွေနဲ့ lining epithelial where digestive glands and villi အဲ villi နေမှာရှိတဲ့ many blood vessels ပေါ့နော် many blood vessels ဆိုတာသွေးကြောငယ်လေးတွေရဲ့ digestive gland ရဲ့ epithelial တွေတည်ရှိနေပါတယ်တဲ့ဒီ line နေမှာ ဒါဆိုဒီချက်ရောအခု table 4.4 function of main parts of the human digestive system เนาะလူရဲ့အစာချေအင်္ဂါအဖွဲ့အစည်းမှာအဓိကအစိတ်ပိုင်းတွေရဲ့လှုပ်ဆောင်ချက်တွေအကြောင်းလေ့လာကြည့်ရအောင်။ကဲဒီမှာဆိုရင် mouth ပါဇက်အကြောင်းပြောထားတယ် mouth mouth ရဲ့ function ကကြတော့ ingestion of food အစာတွေကို ingestion စားခြင်း mechanical digestion by teeth ရုပ်ပိုင်းဆိုင်ရာအဖြစ်ကြည့်မယ်ဆိုရင် by teeth သွားကအဒီချရူအစာတွေကိုခြေဖြတ်ပြီးတယ်ဝါးပြီးတယ်ပေါ့နော် chewing လုပ်ပြီးရအောင်ပြောတာပါ chemical digestion of starch ဟုတ်ပြီနော် digestion of starch starch by amylase starch တွေကို by amylase ဆိုတာက amylase အဖြစ်ဂစီဓာတ်တွေကို chemical digestion ဓာတ်ဥခြေဖြတ်ခြင်းတွေလုပ်ပြီးတယ်ပြီး ီးတော့ formation of a blood food ချောမွေးတဲ့အလုံးလေးတွေဖြစ်ပေါ်အောင်ဘာအတွက်လဲ for swallowing ဆိုတာမြိုချရေရလွယ်အောင်လို့ adject ကုညီပေးတာ by the ten sha ကဟုတ်ပြီနော် sha ကအကူညီပေးရချောမွေးတဲ့အလုံးလေးတွေဖြစ်အောင်ပြီးတော့မြိုချလို့ရအောင်သူကကုညီပေးပါတယ်တဲ့နောက်တစ်ခု esophagus gallbladder အစာရေမြိုပြွန်သူကဘာလို့ဆောင်ပေးလဲဆိုတော့ transport food from the mouth to the stomach เนาะဗဇက်ကနေပြီးတော့မှ stomach အစာအိမ်စီတို့အစာစာတွေကိုเนาะကူပြောင်းပေးတယ် transfer လုပ်ပေးတယ် by peristaltic ဆိုရဲဒီကျတော့ဒီဥလိုင်းထခြင်းမြင့်မြဲပေါ့เนาะနောက်တစ်ခုကကြတော့ stomach stomach ကအစာအိမ်အစာအိမ်ကကျတော့ produce ဘာတွေထုတ်ပေးလဲဆိုတော့ hydrochloric acid တွေထုတ်ပေးတယ်အဲ့ဒီ hydrochloric acid တွေကဘာဖြစ်စေလဲဆိုတော့ဒီချက်တွေကို kill bacteria bacteria ဆိုတာကအာဒီ bacteria တွေကိုသိစေတယ် and provide optimum pH for the enzyme pepsin to be activated pepsin ပေါ့နော် enzyme တွေကတင်းတင်းမြတ်တဲ့ pH level ကိုထိန်းချိန်ပေးပြီးရော activate ပေါ့နော်လှုပ်ဆော်စေတယ် also produce gastric juice ပြီးတော့နောက်ထပ်ဘာထုတ်ပေးလဲဆိုတော့ gastric juice တွေထုတ်ပေးတယ်အဲ့ဒီ gastric juice တွေထဲမှာ contain ပါဝင်ပါတယ် pepsinogen ပါဝင်ပါတယ်ဒါပေမဲ့အဲ့ဒီ pepsinogen ကကြတော့ဘာမှလုံးဆောင်မှုမရှိဘူး inactivated ပေါ့နော်ဒါပေမဲ့ one pepsinogen encounter with the hydrochloric acid pepsinogen က hydrochloric acid နဲ့လည်းတွေ့သွားရော pepsinogen က hydrochloric acid နဲ့လည်းတွေ့သွားတဲ့အခါမှာ it becomes ဖြစ်လာပါတယ် active pepsin เนาะအလုံးဆောင်လို့ရတဲ့ pepsin အမျိုးအစားလေးဖြစ်လာတယ်ဟုတ်ပြီเนาะ pepsin တွေကတဲ့ digest protein into peptides ဟုတ်ပြီเนาะခြေဖြတ်ထားတဲ့ proteins တွေကနေပြီးတော့မှ peptide အဖြစ်ကို chemical digestion ဆိုတာဓာတုခြေဖြတ်ခြင်းနည်းနဲ့ကြောင်းလဲပေးလိုက်ပါတယ်အဲ့လိုပဲ physical digestion take place ရုပ်ပိုင်းဆိုင်ရာအစာချေခြင်းက take place ဖြစ်ပေါ်စေပါတယ် by channing ဆိုတာလှုပ်ခါခြင်းဘာအောင်လောက to mix food အစာတွေကိုရောနှောတဲ့ truly word enzyme ဆိုပြီးတော့ truly word enzyme enzyme နေနဲ့ forming kind အာရတာရေဖြစ်ပေါ်ဖို့အတွက် enzyme နေနဲ့အတူအစာတွေကိုရောပြီးရောသူကပါလဲလှုပ်ခါခြင်းဖြင့် physical digestion ရုပ်ပိုင်းဆိုင်ရာအစာချေခြင်းကိုဖြစ်ပေါ်စေပါတယ် ချယ်ရုနောက်တစ်ပိုင်းဖြစ်တဲ့ဂျူဒီနန်ဥသိမ်းဥပိုင်းပိုင်းကိုသွားရအောင်ဥသိမ်းဥပိုင်းမှာကျတော့ first part of the small intestine small intestine ရဲ့ပထမပိုင်းမှာပေါ့နော် resic ဆိုတာလက်ခံပြီးရဲ့ pancreatic juice from pancreas pancreas ကထွက်လာတဲ့ pancreatic juice တွေကတဲ့ဘာအတွက်လဲဆို for chemical digestion ဓာတ်ပိုင်းဆိုင်ရာခြေဖြတ်ခြင်းအတွက်ဘယ်လိုမျိုးလဲဆို of starch proteins and fats အစီအလေးအသားဓာတ်တွေနဲ့ starch ကစီဓာတ်တွေရဲ့ဘာဖြစ်လဲဓာတုခြေပြတ်ခြင်းအတွက် pancreas ကထွက်လာတဲ့ pancreatic juice တွေကိုဒီ first part ပေါ့နော် first part ဖြစ်တဲ့ small intestine ရဲ့ first part က receive ပေါ့လက်ခံပေးပါတယ်တဲ့ပြီးတော့ receive by to emulsify ferts into tiny fat droplets tiny fat droplets ဟိုနော်ဆိုတာတင်းငယ်တဲ့အစီအစက်လေးအဖြစ်တို့ဒီရောနှောနေတဲ့အစီအစက်ကလေးတွေက bichloride tetrate တဲ့ကြီးကလက်ခံထားပြီးတယ်ပြီးတော့ a form of physical digestion ဘာဖြစ်ဖို့အတွက်လဲဆိုတော့ရုပ်ပိုင်းဆိုင်ရာအစာချေဖြတ်ခြင်းဖြစ်ရန်အတွက်ပြီးတော့ neutralize acid acid တွေကိုဓာတ်ပြည့်စေတဲ့ kind ဆိုတော့ရတာရည်တွေက from the stomach to have optimum pH for the enzyme เนาะ for the enzyme ဆိုတော့ဒီကျတော့ဒီ enzyme ကြီးအတွက် တင်းတင်းမြတ်တဲ့ pH တွေကို stomach ကနေပြီးတော့အရသာရေးအဖြစ် acid တွေကို neutralize ဓာတ်ပြယ်စေတယ်ပြီးတော့ secretes စစ်ထုတ်ပေးတဲ့ maltase အဲ maltase ကိုစစ်ထုတ်ပေးတယ်အဲ့ဒါကအဲ့ maltase က convert ဘာကိုပြောင်းလိုက်လဲဆိုတော့ maltose into glucose maltose ကနေပြီးတော့ glucose အဖြစ်ကို convert ပြောင်းလဲလိုက်တယ်ပြီးတော့ secrete peptidates peptidase တွေကိုစစ်ထုတ်ပေးတယ်အဲ့ဒီ peptidase တွေက convert ပြောင်းလဲလိုက်တယ် peptides into amino acid amino acid အဖြစ်ကိုဟိုပြောင်းလဲလိုက်ပါတယ်တဲ့ peptides တွေကနေနောက်တစ်ခု teacher တို့ ileum ဥသိမ်းနှောင်းပိုင်းဥသိမ်းနှောင်းပိုင်းမှာကျတော့ second part of the small intestine small intestine ဆိုခုနကဒီကျတော့ small intestine ရဲ့ second part ဒုတိယပိုင်းဖြစ်တယ်သူကကျတော့ enzyme in the epithelial lining carry out chemical digestion အဲ့ enzyme တွေကကြတော့ epithelial ထဲမှာရှိတယ်ပေါ့နော် epithelial ထဲမှာတရှိနေတဲ့ enzyme တွေက carry out ဖြစ်ပေါ်စီပါတယ် chemical digestion ဆိုတာဓာတုခြေဖြတ်ခြင်းဘာအတွက်လဲဆိုတော့ of maltose and peptides peptides နဲ့ maltose တွေအတွက်ဓာတုခြေဖြတ်ခြင်းတွေကိုလုံဆောင်ပေးရ very long ဆိုတာတခြားတို့ဒီ ီလီယမ်နီယာပါဖြစ်လဲရှေလျားတဲ့ဦးဦးလမ်းကြောင်းကြီးရပေါ့နော် and has the like to increase suffix area for absorption or digested food molecule digested food molecule ဆိုရဲခြေဖြတ်ထားတဲ့အစားအစာ molecule တွေကို absorption ဆိုတာဆုပ်ယူဖို့အတွက်တခြားရုပ်ဒီမျက်နှာပြင်ကြီးကပေါ့နော် the like အသွေးကြောငယ်လေးတွေရှိရဲ့မျက်နှာပြင်ကြီးကချက်ကားလာရတယ်တိုးသွားရတယ်တဲ့မျက်နှာပြင်ကျယ်သွားရတယ်လို့ပြောတာပေါ့နော် colon umaji first part of the large intestine large intestine ye prathama bain phit de pio absorption of water from undigested food uh, sa မချေဖြတ်ထားတဲ့အစာစာတွေတဲကမှရေတွေကို absorption ဆုပ်ယူလိုက်တယ်ပြီးတော့ absorption of bile salt အဲ့ဒီပေါ့နော်ခုနကဆုပ်လိုက်တဲ့ရေတွေနဲ့ရေတွေကနေပေါ့ bile salt ပေါ့နော် bile salt ဆိုတာအသေးချေ SARS တွေကိုဆုပ်ယူပြီးတော့ to pass back to the liver အသေးကိုပြန်ပြီးတော့ဖြတ်တန်းစေပါတယ်တဲ့ retain အစာဟောင်းအိမ်အစာဟောင်းအိမ်ကကျတော့ second part of the large intestine နော် second part of the large intestine ရဲ့ဒုတိယပိုင်းဖြစ်တယ်ပြီးတော့ stool feces ဆိုတာမဆင်တွေကိုတင်ဆက်ထားတဲ့နေရာဖြစ်ပါတယ် inet inet ကကျတော့ဆအိုဆအိုကကျတော့ ejection of feces ejection ဆိုတာကဒီကျတော့ဘာလို့လဲဆွန့်ထုတ်တာပေါ့နော် feces ဆိုတာမဆင်တွေကိုဆွန့်ပစ်တဲ့လုပ်ငန်းထောင်ဝင်ကိုလှုပ်ဆောင်ပါတယ် နောက်တစ်ခုတချို့ရော associated glands တွေအဲဆို tribal glands တွေရဲ့ function တွေအကြောင်းလေ့လာကြည့်ရအောင်နော် salivary glands ဆိုရဲဒွေ gland က saliva contain ဒွေမှာပါဝင်ပါတယ်အမိုင်း list တွေပါဝင်တယ်အဲ့ဒီအမိုင်း list တွေက digest starch into maltose ဟုတ်ပြီနော်ခြေဖြတ်ပေးတယ်ဘဲကနေလဲ starch ဆိုရဲဂစီဓာတ်ကနေပြီးတော့ into maltose အဖြစ်ကိုခြေဖြတ်ပေးတယ်ပြီးတော့ sliver က lubricates food အစာကို ချောမွေ့စေတယ် and mix ပြုလုပ်ပြီးပါ small pieces stick together ဟုတ်ပြီနော် small pieces တေးငယ်တဲ့ပေါ့နော် stick ဆိုအချောင်းလေးနေလို့ပုံစံမျိုးလေးပေါ့နော်အတူတကွာလှုပ်ဆောင်ပေးပါတယ်တဲ့တဘောကတော့လုံးသွားတာပေါ့နော် လုံးမျိုးမှာဒီကြရပါလုံးလို့ရမှာလဲမျိုးချလို့ရမှာပေါ့ကဲနောက်တစ်ခုက liver liver ကကြတော့အသည်အသည်ကကြတော့ mixed by တဲချေရည်ကိုပြုတ်လုပေးတယ် containing salt သူ့ထဲမှာပါပါလဲဆိုတော့စားပါတယ် to emulsify fat ဟုတ်ပြီနော်ရောနှောနေတဲ့အဆီတွေကနေပြီးတော့ into tiny fat droplets တေးငယ်တဲ့အဆီ droplet အဆက်ကလေးတွေအဖြစ်ပေါ့နော်အဆီဇက်လေးတွေအဖြစ်ကိုပြုတ်လုပေးတယ်ပြီးသွားတယ် ခါမှာ assimilation of digested food အခြေဖြတ်ထားတဲ့အစားအစာတွေကိုစုပြီးတယ်ဘယ်လိုမျိုးလဲဘယ်လိုခြေဖြတ်ထားတဲ့အစားအစာ such as glucose တွေက convert into glycogen glycogen အဖြစ်ကို ပြောင်းလဲထားတဲ့အစားအစာတွေကိုပေါ့နော်စုစည်းပေးတယ်ပြီးတော့ domination ဆိုတာက of exact amino acid domination ဆိုတာဖယ်ရှားပေးတယ်ဘာလဲဆိုတာ exact amino acid portion ရဲ့ amino acid တွေကိုကြတော့ဖယ်ရှားပေးပါတယ်တဲ့ gallbladder တဲချီအဲအာ stole by တဲချီရီတွေကိုတင်ဆက်ပေးတယ်သူကဘယ်ကနေရော which is made in liver liver ကပြုလုပ်ထားပေးတာပေါ့နော်ပြီးတော့ secret ဆိုတာစစ်ထုတ်ပေးတယ် by ဆိုတာတဲချီရီတွေကိုဘယ်တဲကိုလဲဆို into the duodenum ဆိုရဲဥသိမ်း yc ကိုစစ်ထုတ်ပေးတယ် via the binder ဟုတ်ပြီနော်ဘာဖြစ်လဲဆိုတော့အဓိကအဖြစ် binder ဆိုတာတဲချီပြုံကနေပြီးတော့မှဥသိမ်း yc ကိုဟိုတဲချီရီတွေကိုစစ်ထုတ်ပေးပါတယ်တဲ့ pancreas pancreas ဆိုတဲ့ရက်ရွက်ကကြတော့ secretes စစ်ထုတ်ပြီးတဲ့ pancreatic juice တွေကိုဘယ်ကနေပေါ့ into the vessel ကိုလည်း into the duodenum duodenum ဆိုတဲ့ဥဒိန်ပိုင်းစီကို စစ်ထုတ်ပြီးတဲ့ viral အဓိကအားဖြင့်ဗာလဲ pancreatic duct ကပေါ့နော် pancreatic duct တရရရပြုံကနေပြီးတော့မှအဥဒိန်ပိုင်းစီကို pancreatic juice တွေကိုစစ်ထုတ်ပေးပါတယ်တဲ့ pancreatic juice တွေမှာဗာတွေပါဝင်လဲဆိုတော့ they contain enzyme amylase amylase ဆိုတဲ့ enzyme တွေပါဝင်တယ်ပြီးတော့ trypsinogen and lipase တွေပါတယ်ပြီးတော့ amylase တွေကတဲ့ convert ပြောင်းလဲသွားတယ် starch into maltose ဟုတ်ပြီနော်ကစီတက်ကနေပြီးတော့ maltose အဖြစ်ကိုပြောင်းလဲသွားတယ်ပြီးတော့ trypsinogen တွေက it's inactive เนาะသူတို့ ကအာလှုပ်ဆောင်မှုမရှိဘူးပေါ့နော်ငြိမ်နေတယ်ပေါ့ tribes နှုတ်ခြင်းတာဒါပေမဲ့ after having optimum ph ပေါ့နော်တင့်တင့်မြတ်တဲ့ ph ကို pH ရပြီးရနောက်မှာတော့ရှိပြီးရနောက်မှာတော့တဲ့ it becomes သူတို့တွေက an active form of trypsin trypsin အဖြစ် active ပေါ့နော်အလုပ်ဆောင်မှုဖြစ်လာတယ်နော် which converts convert ကပြောင်းလဲသွားတယ်အဲ့ဒါတွေက protein into peptides peptide အဖြစ်ကို ပြောင်းလဲသွားပါတယ်တဲ့ပြီးတော့ lipase တွေကကြတော့ convert ပြောင်းလဲသွားတယ် tiny fat droplets ဆိုတာအလွန်သေးငယ်တဲ့အစီအစက်လေးအဖြစ်ပေါ့နော်ပြောင်းလဲသွားတယ်ဘယ်ကနေပြောလဲ into glycerol and fatty acid glycerol နဲ့ fatty acid အဖြစ်ကိုဒီ tiny droplets လေးတွေပေါ့နော် fat droplets လေးတွေက ပြောင်းလဲသွားခြင်းဖြစ်ပါတယ်တဲ့ အခုဒီချက်ဒီချက်ပြောသွားတဲ့သင်ခန်းစာလေးက digestive system မှာပေါ့နော် human ရဲ့ digestive system အကြောင်းပေါ့နော်ဒီအပွဲစည်းတိဆောက်ပုံနဲ့သူ့ရဲ့ glands တွေရဲ့ပေါ့နော် function ပေါ့ဟောလုံဆောင်ချက်တွေအကြောင်းကို ပြောပြသွားခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်